โอเคဒီသင်္ချာပညာရက်ကိုအာဇလန်းတည်ပြီးတော့ရိုက်ကူးကြရလို့ရှိရင်စကားလေးမှာဆိုလို့ရှိရင်ဒီသင်္ချာပညာရက်ရဲ့သင်္ချာဘာသာရက်ရဲ့အလားတရားတွေယူရီယောမက်သမက်တစ်စ်တွေကိုအာညွှန်ဆိုတဲ့ညွှန်ဆိုတဲ့ယူရီယောရဲ့စကားတွေကိုမျိုးစီကိုကြားဖို့ကြားလိမ့်မယ်ထင်ပါတယ်ဒီအာသင်္ချာဆိုတာအရာရာတိုင်းပဲနော်သင်္ချာဆိုတာ everything နောက်ဒီသင်္ချာဆိုတာအာစကြဝဠာကြီးရပြောနေတဲ့စကြဝဠာကြီးဘာသာစကား ဒီစကြာဝဠာရေးမှာရှိတဲ့အမြင်သမီးအတွေ့အကြုံသမီးစကြာသမီးအရာတိုင်းကကင်းကင်းနဲ့နေကြည့်ပေးတယ်။နောက်ဒီသိပ္ပံဘက်ကလည်းဆိုလို့ရှိရင်ပြောကြလိမ့်မယ်ဗျာဒီသိပ္ပံသင်္ချာဆိုတာ Queen of Science အဲသိပ္ပံပညာရဲ့အရှင်သခင်မဟာဘူးမရှိဘူးဆိုလို့ရှိရင်သိပ္ပံပညာဆိုတာလည်းရှိမှာမဟုတ်ဘူးပေါ့နော်။ဆိုတော့အလိုခံခံနာနာအာတိကျဖွဲ့ဆိုခြင်းခံခဲ့ရတဲ့ဆင်လာကြီးရဲ့သင်္ချာဘာသာရပ်ပုံမှာ ထပ်ပြီးတော့ဒီ certainty mathematics နဲ့ uncertainty mathematics ဆိုပြီးတော့နှစ်ပိုင်းထပ်ပြီးတော့ခွဲလို့ရပါတယ်ဒီ certainty mathematics uncertainty mathematics ဆိုတာဘာလဲဆိုတာကိုအာ usualization တင်ချမေးခွန်းလေးတစ်ခုနဲ့တင်ချ question လေးတစ်ခုနဲ့နားလည်ဖို့ကြိုးစားကြည့်အောင်ပါဆိုပါစို့ဒီမောင်မောင်မှာပန်းလေးနှလုံးရှိတယ်အောင်မောင်မှာပန်းလေးသုံးလုံးရှိတယ်သူတို့နှစ်ယောက်ပေါင်းမှာပန်းလေးရည်အတွက်စုစုပေါင်းဘယ်လောက်ရှိတယ်ဆိုတော့မေးခွန်းလေးတစ်ခုရှိပြီဆိုပါစို့ ဆိုတော့အဲ့လိုအနေထားမျိုးမှာသိကျင်တာဗျာမြောက်စလုံးမှာရှိနေတဲ့စုစုပေါင်းပန်းစည်းရတဲ့ကိုသိကျင်တာအဲ့ဒီမိကွန်းကို ဖြည့်ရှင်းဖို့အတွက်လည်းလိုအပ်တဲ့အာ data တွေကလည်းပေါ့နော်ဒီကြော်ရင်းစီမှာရှိနေတဲ့ပန်းစည်းရတဲ့ data တွေကိုလည်းတိတိကျကျသိထားတယ်ဆိုတော့အဲ့လိုတိကျရရတဲ့အချက်အလက်တွေနဲ့ကိုအာသိကျင်နေပေါ့နော်ဒီမိကွန်းတစ်ခုကိုဖြည့်ရှင်းရတဲ့နေရာမှာသုံးတာကို certainty mathematics လို့ခေါ်ရတယ်ဒါပေမဲ့ အာတချို့အနေထားတွေမှာရှိတတ်တယ်ဗျာဒီမမုံမှာလည်းပန်းလေးမလုံးရှိမှမသိအောင်မှာလည်းပန်းလေးမလုံးရှိမှမသိအောင်ဒါပေမဲ့ကိုကအရေးကြီးဆုံးဖြစ်တဲ့အခုချားဖို့အတွက်သူတို့နှစ်ယောက်မှာနှစ်ယောက်ပေါင်းပန်းလေးရတယ်ဘယ်လောက်ရှိလဲဆိုတာကိုသိဖို့လိုအပ်တဲ့အနေထားတွေကလက်တွေ့လောကမှာတော့ရှိတတ်တယ်ဆိုတော့အဲ့လိုမတိမကြမတိမကြမကြီးမရာဟာသဝေသွားပေါ့နော်ချမ်းမတ်တွေနဲ့မိကုံးတစ်ခုကိုကိုသိရင်နဲ့မိကုံးတစ်ခုကိုဖြည့်ရှင်းဖို့ကြိုးစားတဲ့နေရာမှာ ုံးပြတာတော့ဒီ uncertainty mathematics ဆိုဖြစ်ပါတယ်။တလုံးချင်းစီနေကြပြန်ပြီးချုပ်အောင်လုပ်လို့ရှင်တော့ဒီ uncertainty mathematics ဆိုတာကတော့ calculation ပဲဗျာ။ဆိုတော့ခုမှ coefficient နဲ့မေးခွန်းအတွက် teacher ရေးရတဲ့ challenge ကိုသိထားတယ်။ဆိုတော့အဲ့ဒီ challenge ကိုသွားပြီးတော့ဒီပေါင်းနှုန်းမြောက်စာ operation တွေလုပ်ခဲ့ပြီးဆိုရှင်ပြည်တယ်သွားပြီးပေါ့နော်။ဒါပေမဲ့ဒီ uncertainty mathematics ကတော့ဒီ teacher ရေးရတဲ့အချက်အလက်တွေမရှိဘူးပေါ့နော်။ coefficient နဲ့မေးခွန်းအတွက်ဆိုတော့အလုံးစုံထားမျိုးမှာ ဘာလုပ်မလဲပေါ့နော်ဆိုတော့အလုံးစုံသားမျိုးမှာဘယ်လိုချင်းကံမလဲဆိုတာကိုပညာပညာရှင်တွေတမျိုးပြန်ပြီးတော့စဉ်းစားရပြန်နေတယ်နော်ဒီ calculation လုပ်ဖို့အတွက်တိကျရရတဲ့ချက်လက်မရှိဘူးဆိုလို့ရှိရင် prediction လုပ်မယ်ပေါ့နော်ဒီအာအနည်းဆုံးဆုံးဒီအဖြေမှန်ရဖို့ခံမှန်းဖို့အတွက်စူးစမ်းကြည့်မယ်ဆိုတဲ့အာချင်းကံမှုမျိုးနဲ့ပေါ့နော်ဒီဖြစ်ရှင်းရတဲ့သင်္ချာမျိုးဟာဒီသုံးပြီးရတဲ့သင်္ချာမျိုးဟာ uncertainty mathematics ဖြစ်ပါတယ်ဗျာ ဆိုတော့ဒီနေ့ဗီဒီယိုမှာကတော့ဒီအဲ့လိုခံမှန်းဖို့အတွက်အဲ၃၆ရက်နေရာမှာအရန်နမည်ကြီးတဲ့ဒီ uncertainty ဒီ mathematics မျိုးစားတစ်ခုဖြစ်တဲ့ probability ကိုပြောကြတော့ပါမယ်ဗျာဆိုတော့ထဲထဲဝင်ဝင်နားလေအောင်ပြောကြတော့ပါမယ်အဲ့ဒီသူကအဆုံးထိအောင်ကျွန်တော်လည်း live ပြီးတော့ကြည့်ရှုပေးကြပါအောင်ဗျာ probability ကိုထဲထဲဝင်ဝင်နားလေဖို့အတွက်ပထမဆုံး သိထားတဲ့အချက်တစ်ချက်ကတော့ data ပဲဖြစ်ပါတယ်ဗျာ so probability ဆိုတာက uncertainty mathematics uncertainty mathematics မှာအများဆုံးလောက်ကြလောက်ကြတာကဒီ prediction တွေကိုပဲခံမှန်းတာတွေကိုပဲလောက်ကြတယ်ဆိုပေမဲ့ဒီကိုကကိုစိတ်ဝင်စားတဲ့ကိစ္စတခုပေါ့နော်လိုအပ်လို့ကြခံမှန်းခံမှန်းတာတွေစခံမှန်းတာတွေလောက်တော့မှာဆိုလို့ရှိရင်ချက်ချင်းသွားပြီးလောက်လို့မရဘူးဗျကိုမှာအဲ့ဒီခံမှန်းမဲ့ကိုစိတ်ဝင်စားတဲ့ကိစ္စနဲ့ပတ်သက်တဲ့ data တွေကခုမှရှိနေရမှာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ဒီခံမှန်းမှုတွေကိုစိတ်ဝင်စားတဲ့ကိစ္စနဲ့ပတ်သက်လို့ခံမှန်းမှုတွေလောက်တော့မဆိုရှင်အရင်ဥဆုံးအဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့အချက်လက်တွေကိုအရင်စုဆောင်းရရှိပါပါမယ်ဆိုတော့အဲ့ဒီစုဆောင်းရစုဆောင်းရရှိလာတဲ့ data တွေကိုအခြေခံပြီးတော့မှနောက်ပိုင်းမှာကိုကကိုစိတ်ဝင်စားတဲ့အချက်လက်တွေကိုခံမှန်းချက်တွေတတ်ထုတ်ရရှိတော့မှာဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီတော့ဒီ probability ဆိုတာကဒီခံမှန်းနဲ့ဆိုပေမဲ့နာညထောက်ပြီးတော့ခံမှန်းတာမဟုတ်ပါဘူးဒီ data အပေါ်မှာခြေခံပြီးတော့အဲ projected calculation တမျိုးပဲဖြစ်ပါတယ်ဆိုဆိုအလုံးယူဒီကိုစိတ်ဝင်စားတဲ့ကိုခံမှန်းခြင်းနဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့မှာ challenge တွေကိုကာလတစ်ခုတည်းအောင်သွားပြီးတော့စုဆောင်ရယူအဲစုဆောင်ရယူလို့ပေါ့နော် PC လာပြီဆိုလို့ရှိရင်ကိုစိတ်ဝင်စားတဲ့အဲကိုသိခြင်းတဲ့ကိစ္စတွေကို စတင်ပြီးတော့ခံမှန်းလို့ခံမှန်းတစ်ချက်လို့ဆိုရအဆင်ပြေပါပြီပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ကဒီတနင်္လာနေ့တိုင်းမှာပေါ့နော်ဆိုတော့ဒီတနင်္လာနေ့တိုင်းမှာအာမိုးရွာဖို့မိုးရွာမရွာဆိုတာကိုခံမှန်းဖို့လိုတယ်ပဲဆိုပါဘူးပေါ့နော်ဆိုတော့အဲ့လိုတနင်္လာနေ့တိုင်းမှာမိုးရွာမရွာဆိုတာကိုကျွန်တော်ခံမှန်းနေရတယ်လို့ရှိရင်အရင်ဆုံးအနေနဲ့အဲ့ဒီတနင်္လာနေ့တိုင်းမှာမိုးရွာမရွာဆိုတော့ကျွန်တော်ကာလာတခုကိုကြံသွားပြီးတော့ချက်လက်စုဆောင်အောင်မယ်ပေါ့နော်ဆိုတော့အဲ့ဒီတော့ဒီ14ရက် တနင်္လာနေ့14ရက်ကိုသွားပြီးတော့စောင့်ကြည့်မိုးရွာမရွာကိုစောင့်ကြည့်လေ့လာတယ်ပဲဆိုပါလို့အဲဒီမှာဒီဘာချက်လက်တွေရလာလဲဆိုတော့ဒီတနင်္လာတနင်္လာနေ့14ရက်မှာအာ9ရက်ကတော့မိုးရွာတယ်ပေါ့နော်9ရက်ကတော့မိုးမရွာဘူးဆိုတော့ချက်လက်ကိုရရှိလာပြီးဆိုပါတော့ပေါ့နော်ဆိုတော့အဲဒီချက်လက်တွေကိုချိန်ခံပြီးတော့မှဒီကျွန်တော်တို့ကမိုးတနင်္လာနေ့မှာမိုးရွာဖို့အာရွာမလားဆိုတာကိုသွားပြီးတော့ ခံမရမယ်ဆိုလို့ရှိရင်ပေါ့နော်ခံမတထုတ်ဖို့အတွက်လိုလာပြီဆိုလို့ရှိရင်စောစောကကျွန်တော်တို့ရရှိလာတဲ့ charity တွေကနေပေါ့နော်ဒီစလီးရက်မှာမိုးရွာမလားမရွာဘူးလားဆိုလို့ရှိရင်ငါတို့ကတော့ဒီကောက်ယူလို့ရရှိလာတဲ့ charity တွေမှာပေါ့နော်စလီးရက်မှာကိုရက်ကတော့ရွာခဲ့တယ်ဆိုတဲ့ဒီချိုးနဲ့ပေါ့နော်အဲ9 by 14ဆိုပြီးတော့ချိုးနဲ့ပေါ်ပြတာကကျွန်တော်ဒီ probability ပဲဖြစ်ပါတယ်ဗျာဆိုတော့ဒီဘာသာရေးရဲ့တမယူးချာအနေနဲ့ကတော့အဲ့ဒါကိုဒီ9 by 14ကိုပေါ့နော်ဒီစားလိုက်လို့ရှင်16%ရလိမ့်မယ်ပေါ့နော်60ရနိုင်တော့မို့အဲတကယ်တကယ်တမ်းမှာတော့ဒီ16%ဆိုပြီးတော့မှမြင်ကြည့်ကြတယ်ပေါ့နော်ဒီ9 by 16ဆိုပြီးတော့ပေါ့နော်ဒီ14ရမှာ9ရရွာပေးတယ်ဆိုတဲ့ချိုးလေးကိုအဲစိတ်ထဲမှာမြင်ကြည့်ရတာပို့ပြီးတော့ပေါ့နော်အချင်းချင်းရတာအဲ ခံမှန်းရတာပေါ့နော်ပို့ပြီးတော့ဒီစုံမချက်ချရတာပို့ပြီးတော့မြင်သာလိမ့်မယ်လို့ထင်ပါတယ်ဗျာဆို probability ကဒီကြာတိုင်းတော့မဟုတ်ပါဘူးဗျာဒီသူကဒီ ratio နဲ့ကျွန်တော်ဖော်ပြနေတူဖြစ်ပါတယ်ဗျာကျွန်တော်တို့ကောက်ယူရရှိလာတဲ့ data တွေပေါ့နော်အဲတကယ်လက်တွေ့မှာဗျာဒီကိုသိကျင်တဲ့ကိုစိတ်ဝင်စားတဲ့အရာတွေကိုခံမှန်းထုတ်တယ်ဆိုရဲနေရမှာပေါ့နော်အာသွားပြီးတော့မှဒီခံမှန်းတော့မယ်ဆိုလို့ရှိရင် ကော့စန်အဖက်ဆိုတဲ့အရာတွေကိုကျွန်တော်ထည့်သွင်းပြီးတော့စဉ်းစားရမှာပေါ့နော်အဲ့ဒါတွေကိုသွားပြီးတော့ညက်ွယ်ပြုလို့မရဘူးပေါ့နော်အဲစောစောကလည်းကျွန်တော်အဲကော့ကော့ယူပြီးတော့ဒေတာကော့ယူပြီးရင်တော့တစ်ချက်ဖြည်းတဲ့တနင်္လာနေ့မှာမိုးရွာလားမရွာလားဆိုပြီးတော့ခံမှန်းရတဲ့ဒီကိစ္စမျိုးပါပေါ့နော်အဲခံမှန်းမှုအတွက်ဒီဒေတာကော့ယူရတဲ့နေရာမှာအဲတစ်ဆိုင်ရာနေ့မှာကျွန်တော်မိုးရွာရင်ရွာတယ်ပဲမှတ်ခဲ့တယ်မရွာရင်မရအောင်လို့မှတ်ခဲ့ မိုးရွာပြီဆိုရှင်ရောဘာဖြစ်လို့အဲ့မိုးကရွာတာလဲပေါ့နော်သူရဲ့နောက်ဝေးအကြောင်းအဖြစ်တည်းဒီတိုက်လို့လာတိမ်ထူလို့လာအမှုချင်းပြင်းလို့လာစသဖြင့်ပေါ့နော်အဲ့ဒီအကြောင်းရင်းတွေကိုတော့ကျွန်တော်တို့ကထည့်သွင်းစဉ်းစားခဲ့ခြင်းမျိုးတော့မရှိဘူးပေါ့နော်ကျွန်တော်ဒီ conditional probability ရဲ့ idea ကတော့ဒီ view စောစောကလည်းမျိုးဒီတနင်္လာနေ့မှာမိုးရွာလားမရွာလားဆိုတာကိုဒီမိုးရွာတယ်မရွာလဲဆိုတော့အချင်းကြီးကိုတတ်မှတ်ပြီးတော့အဲအဲ့ဒီကိုရရှိလာတဲ့ data တွေကနေမှာပေါ့နော် ီအချင်းကြီးကိုဒီ ratio အားဖြင့်ပေါ်ပြမယ်ဆိုတာထက်ကိုသူကဒီအာမိုးရွာတယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့နောက်မှဒီသူ့ရဲ့အဲကျွန်တော်ဒီ course ကိုကျွန်တော်ထည့်ပြီးတော့ပြီးလိုက်မယ်ပေါ့နော်ဆိုတော့ solar ကဒီကျွန်တော်အဲဒီနေ့တင်းလာနေမှာမိုးရွာလားမရွာလားဆိုတာကိုအဲကျွန်တော်ခံမှန်းမယ်ဆိုတဲ့ပုံစံမျိုးကနေပြီးတော့မှာပေါ့နော်ဒီရိုးရိုးကျွန်တော်ရဲ့ကျွန်တော်ရဲ့ probability ပုံစံမျိုးကနေမှာ ကနေ့ကနေ့မှာတိမ်တော့ထူနေတယ်မိုးတော့ရွာနိုင်မလားဆိုတဲ့စဉ်းစားတစ်ချက်ခံမှန်းမှုပုံစံမျိုးကဒီ condition နဲ့ probability ရဲ့ idea ဖြစ်ပါလေ။ဒီ condition နဲ့ probability ရဲ့အ formula ကတော့ဒီ probability probability of a given by b ပေါ့။ဆိုအဲ့ဒီမှာဒီ probability of a and b by probability of b ဆိုပြီးတော့မှရှိတယ်ပဲပေါ့နော်။ဆိုအဲ့ဒီ formula ကိုကျွန်တော်နားလေးအောင်ပြောရမှာဆိုလို့ရှိရင်ဆိုပါစို့ဒီကျွန်တော်တို့က တနင်္လာနေ့မှာအဲတနင်္လာနေ့မှာတင်းတော့ထုံနေတယ်မိုးရွာမလားဆိုတဲ့ probability ဒီတစ်ခုပေါ့နော်ခံမှန်းတစ်ချုပ်တစ်ထုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ condition ရဲ့ probability formula ကိုသုံးလို့ရတယ်ဗျာဆိုတော့အဲ့ဒီမှာဒီသူ့ရဲ့ formula ထဲမှာကျွန်တော်အဲစားသွင်းတဲ့အဓိပ္ပာယ်တစ်ခုကတော့ပေါ့နော်ဒီအဲတင်းထူရဲ့ကိုကောက်ယူရရှိခဲ့တဲ့ data ထဲမှာပေါ့နော်တင်းထူရဲ့ နေတိမ်တူးနေပနံနေမှာပေါ့ဒီတိမ်နေထူတယ်မိုးလေးရွာတယ်ဆိုရင်အချိန်ကြီးကဘလောက်ရခဲ့လဲဆိုတော့ဒီကြောင်မှုတစ်ခုပဲဖြစ်တယ်ဗျာဒီ condition of probability ကညောလက်တွေ့မှာတော့အသုံးချတဲ့နေရာတွေအများများပါတယ်ဒီဒီနေ့ခေတ်ရဲ့ဒီ AI model တွေကသူတို့ရဲ့ solution တွေချားဖို့တို့ကသုံးတဲ့နောက်ကွေက သင်ချတာလည်းဒီ condition နဲ့ probability ကိုဖြစ်ပါတယ်ဗျာဒီ probability မှာနာမည်ကြီးတဲ့ အဲနောက်တစ်ခုကဒီ base theorem ဆိုတော့အဲရှိသေးတယ်ဗျဒီ base theorem ဆိုတာကတော့ဒီစောစောကပြောခဲ့တဲ့ဒီ conditional probability ဥမာပေါ့နော်သူကဒီနည်းနည်းဒီ iPhone လောက်ပေါ့နည်းနည်း modify လုပ်ပြီးတော့သူကပြုပြင်ပြီးတော့ပေါ့နော်ဒီသူ့ရဲ့ base theorem ဆိုတဲ့ဒီ formula ကိုအာ process တိဆောက်ထားတာပေါ့နော်ဒီ base base theorem မှာဆိုရှင် conditioning probability ကနေပြီးသူကဘယ်လိုအဲ modify လုပ်ပြီးဒီဆောက်ခဲ့တာလဲဆိုလို့ရှိရင်တော့ဒီမှာလည်းဒီ conditioning probability မှာဆိုရင်ကျွန်တော်တို့ကဒီ UU general probability test ဆက်လို့ရှိရင်ပေါ့နော် conditioning probability မှာကဒီဖြစ်စီရဲ့အကြောင်းတရားတွေပေါ့နော်ဒီ cost တွေကိုခြေခံပြီးတော့မှဒီ effect ဆိုတာကိုတထုပ်ခံနိုင်ရတာပေါ့နော်ဒီ base theorem ကတော့အဲဒီကနေပြီးတော့ဒီနည်းနည်းလေးကွဲထွက်နေတယ် အဲ့ဒီကိုဒီ conditional probability ကိုနည်းနည်းလေး modify လုပ်ထားတယ်ဆိုတဲ့အချက်ကတော့သူကဒီကိုဟာပေါ့ကိုကိုကောက်ယူရရှိထားတဲ့ဒီ data set ကနေပြီးတော့မှကိုစိတ်ဝင်စားတဲ့ probability တခုကိုပြောင်းလဲသွားတဲ့အခြေအနေအသေးအရက်တွေမှာအခြေအနေအသေးအရက်တွေမှာပေါ့နော်အာသွားပြီးတော့ဘယ်လိုပြောင်းလဲသွားမလဲဘယ်လိုပြောင်းလဲသွားမလဲဆိုတဲ့ဒီ ပမာဏကိုပေါ့နော်ဒီ quantify လုပ်လို့ရတဲ့နည်းလမ်းတစ်ခုကိုညပြောလို့ရတယ်ဗျာဒီ base theorem ကအဲအသုံးချမှုနဲ့သူကလည်းမြင်ရပါတယ်ဗျာဒီမီဒီဒီ email ရဲ့ဒီ span filter ပေါ့နော် email တစ်ခုက span ဟုတ်လားမဟုတ်လားဆိုတော့ဒီ span filter ဒီ AI model တွေကိုညဒီဆောက်တဲ့နေရာမှာဆိုတော့နောက်ပိုင်းမှာသုံးတဲ့သင်္ချာကဒီ base theorem ပါပဲဆိုတော့ teacher အနေနဲ့ကဒီ naive base ဆိုတာကိုသူတို့သုံးကြတယ်ပေါ့နော် ဒီနောက်ဒီစီးသိပ်ပံစမ်းတဲ့နေရာမှာတော့ဒီစီးစမ်းတဲ့နေရာမှာတော့နောက်ဒီ machine learning ပေါ့နော်ဒီ robotic ဒီစရုပ်တွေကျွန်တော်တို့ဖန်တီးတဲ့နေရာမှာဆိုလို့ရှင်လေအေးဒီ base theory အသုံးရတယ်ဗျဆိုဒီဒီဗီဒီယိုကတော့ဒီ probability နဲ့ပတ်သက်ပြီးတော့မှအဲတထဲဝင်ဝင် နားလည်နိုင်မှုတက်ပေါ့နော်သိရှိထားတဲ့အခြေခံချက်တွေကိုအာပေါ်ထုတ်တိစက်ခဲ့ခြင်းမှာဖြစ်ပါတယ်ဆိုတော့ ကြည့်ရှုပြီးရတဲ့အဆုံးထိအောင်ကြည့်ရှုပြီးရတဲ့ရုပ်စီတိုင်းကိုကျေးဇူးတင်ပါတယ်။အာဒီပြီးတော့တော့ပါပဲ။